မင်္ဂလာပါရှင်။မော်တော်ချန်နယ်ကနေပြောပြန်လည်ကြိုဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလူမှုကွန်ရက်မှာကြောက်ပြုံမင်းပြင်းရွာရေဒါစစ်စကန်နဲ့ပတ်သက်တဲ့ရောတပ်ပိုင်းတစ်ခုလူမှုကွန်ရက်မှာထပ်ပေါ်လာခဲ့ပါတယ်။တရုတ်တပ်ပိုင်းထဲမှာတော့ကြောက်ပြုံမင်းပြင်းရွာရေဒါစစ်စကန်နာမှာတန်းစီနေသူကိုရခိုင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အေအေကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်ဆိုရက်ရုပ်တံပိုင်းအပေါ်ဘလိုမျိုးတုံးသက်ပြောဆိုနေတယ်လဲဆိုတာကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်။ ဒီစီဇန်လေးမစတင်ခင်မှာတော့မိုးတောက် channel ကို subscribe နဲ့ like ရန် share လေးလုပ်ပေးပါအောင်ရှင်ပရိတ်သတ်ကြီးရခိုင်ပြည်နယ်ကြောက်ဖြူမင်းပြင်ရွာရေဒါစစ်စခန်းရုပ်တံဖိုင်နဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းကလူမှုကွန်ရက်သုံးဆွဲသူတွေကြားမှာအငင်းပွားမှုတွေရှိနေခဲ့တယ်လို့သိရပါတယ်ခေတ်သစ်သတင်းဌာနအပအဝင်နိုင်ငံတော်အစိုးရကိုစန့်ကျင်နေတဲ့သတင်းမီဒီယာတွေကအေးအေးအဖွဲ့က ယာယီစောက်ခွာပေးလိုက်တဲ့ကြောက်ဖြူမင်းပြင်ရွာ ရေတာစစ်စခန်းမှာအောင်ပွဲခန့်တပ်ပုံရိုက်ကူဖို့တမ်ရော်ဘက်ကပြင်ဆင်နေချိန်မှာရခိုင်အကြမ်းဖက်လက်နက်ကင်အဖွဲ့အေအေကပြစ်ခတ်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲပြီးတမ်ရော်သားအများအပြားသေဆုံးခဲ့တယ်လို့ရေသားဖော်ပြတာတွေရှိခဲ့တယ်လို့ရုပ်သံဖိုင်တွေနဲ့လူမှုကွန်ရက်မှာထွက်ပေါ်ခဲ့ပါတယ်ခေတ္တသတင်းဌာနကအေအေအဖွဲ့သိမ်းပိုက်ထားတဲ့ကြောက်ဖြူမြို့မင်းပြင်ရွာ ရေတာစခန်းကို လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းတမရော်စစ်ကြောင်းတွေကစစ်ကြောင်းထိုးတိုက်ခိုက်လာကြောင်းအဲဒီနောက်အေအေကမင်းပြင်းရွာစခန်းကနေယာယီဆုတ်ခွာပေးလိုက်ရှာပြီးတမရော်ဘက်ကဝင်ရောက်နေရာယူသွားကြောင်းအဲဒီလိုမင်းပြင်းရွာစခန်းကိုတမရော်ဘက်ကရရှိပြီးနောက်ဓာတ်ပုံရိုက်ကူးဖို့အတွက်စစ်သား20ကျော်ကပြင်ဆင်နေခဲ့ကြောင်းအဲဒီအချိန်မှာအေအေအဖွဲ့ကလက်နဲ့ကြီးနဲ့ပြစ်ခတ်ခဲ့ရမင်းပြေရွာစကန်အတွင်ရှိဓာတ်ပုံရိုက်ကူးဖို့ပြင်ဆင်နေတဲ့နေရာကို တက်တဲ့ကြရောက်ပောက်ကွဲခဲ့ကြ။အဲ့ဒီပောက်ကွဲမှုအတွင်တမရတာအများအပြားသိဆုံးခဲ့တယ်လို့ရေးသားဖော်ပြထားပါတယ်။ဒါအပြင်မင်းပြေရွာစခန်းအတွင်ရှိဓာတ်ပုံရိုက်ကူဖို့တန်းစီနေတဲ့တမရတာအစုအဖွဲ့ထက်အေးအေးအဖွဲ့ကပြက်လိုက်တဲ့လက်နဲ့ကြီးကြီးကြရောက်ပောက်ကွဲခဲ့တဲ့ ရုံတန်ဖိုင်တွေနဲ့လူမှုကွန်ရက်တွေမှာထပ်ပေါ်လာခဲ့ပါတယ်။တမရအပေါ်တစ္ဆာဖောက်ခဲ့ပြီးလက်ရှိအချိန်မှာတမရအပေါ်ဝေဖန်ပြစ်တင်နေသူတအူဖြစ်တဲ့ထက်မြက်ကလည်း မင်းပြင်းရွာမှာမောလေဝသရေဒါစခန်းရှိရယ်အဲ့ဒီစခန်းကိုစကားစဟာအင်အားသုံးပြီးဝင်တိုးရယ်အဲ့ဒီချိန်အေအေကဆုတ်ပေးလိုက်တယ်အဲ့ဒါကိုစစ်ကောင်စီတကောက်သားတွေနေရထိမ့်ချုပ်နိုင်ပြီကဆိုပြီးပြော်မြူးကြတယ်ထုံးစံတိုင်းမှတ်တမ်းဓာတ်ပုံရိုက်မယ်ပေါ့အေအေစီကပြန်ထိမ့်ချုပ်နိုင်တယ်ဆိုတာသူတို့အတွက်ကြုံတော့ကြုံခဲ့လေဒီလိုနဲ့ရှစ်ယောက်တန်းတန်းစီဘာညာပေါ့အေအေဟာလှုပ်ရှားမှုတွေအစမပြတ်စောင့်ကြည့်ရယ် အဘသားရီအသင့်ဖြစ်သွားပြီဆိုတဲ့အချိန်ကြမှာအာပါတရတီထုတ်လိုက်တာမက်ပုံတင်ထားပြီးသားဆိုတော့ခေါင်းပေါ်တက်တဲပေါ့ဒါနဲ့ပဲအဘသား24ရအသက်ကိုမရှူတော့ဆယ်ယောက်လကတစားစီဖြစ်သွားလို့ဟန်ကောနဲ့တောင်လိုက်ကောက်လို့ရတယ်ဒါတောင်ဆယ်ယောက်စာဘလောက်မှရလိုက်မှာမဟုတ်ဘူးအသက်မရှူစုစုပေါင်း20နှစ်မှ၄ယောက်နော်ဒါအပြင်အလောင်းလာကောင်းမဲ့နောက်တစ်ဖွဲ့ကိုဖြတ်တောက်တိုက်ခိုက်ပြန်တယ်အထီးကိုက်တေကြပေါက်ရှိရတကယ်ကိုအာပါတရရကြီးပဲ အေအေရဲ့အပြောင်းလဲများစွာနဲ့စစ်နည်းပြူဟာတွေအမှာအပသားတွေအသက်ပြောက်တာတော်တော်များနေပြီးခေါင်းကိုမထောင်နိုင်ဘူးဒါနဲ့ဟိုဘက်ရက်ကွဲကလည်းမင်းပြေရေတာစကန်သိန်းပါညာဆိုပြီးဓာတ်ပုံမှတ်တမ်းတွေဘာတွေထုတ်မယ်ဆိုရင်အဲ့ဒီဖြစ်စဉ်ကပုံလေးတွေပါထည့်ရိုက်ပေးကြပါနော်အဲ့ဒီဖြစ်စဉ်ပုံလေးပအောင်ပြပါနော်ဓာတ်ပုံရိုက်ရတာအစဉ်ပြေရဲ့လားလို့အဖွဲ့တွေကမင်းနေကြပါတယ်ပြန်ဖြေပေးပါအပါလို့၎င်းရဲ့ Facebook လူမှုကွန်ရက်မှာရေးသားထားပါတယ် ဒါပေမဲ့တမရော်သားအစုအဖွဲ့ထံအေအေအဖွဲ့ကပြက်လိုက်တဲ့လက်နေကြီးစီကြောက်ပောက်ခွဲခဲ့တဲ့ရုပ်သံဖိုင်ကိုလေးလာကြည့်ရမှာအငင်းပွားစရာမိကွန်ထုတ်စရာများစွာ ရှိလာခဲ့ပြီးနိုင်ငံတော်အစိုးရကိုစန့်ကျင်နေတဲ့မီဒီယာတွေကရည်ရွယ်ချက်ရှိရှိနဲ့မဟုတ်မမှန်ဝါဒဖြန့်တာမျိုးဖြစ်တယ်လို့တုံ့ပြန်မှုတွေလည်းရှိလာခဲ့ပါတယ်မြန်မာနိုင်ငံမှာလက်နက်ကိုင်ပဋိပက္ခဖြစ်လာခဲ့ပြီးနောက်ပိုင်းနိုင်ငံတော်အစိုးရကိုစန့်ကျင်လျက်ရှိနေတဲ့မီဒီယာတွေဟာ တမ်ရော်ကိုအားပေးဝန်းရံသူတွေစိတ်တက်ကြဆင်းစေဖို့ရှိရချက်နဲ့နီလန်မျိုးစုံသုံးပြီးမဟုတ်မမဲ့လှုပ်ကြံဖန်တီးမှုတွေလှုပ်ဆောင်ရရဲ့ရှင်နေရမင်းပြင်ရွာရေဒါစစ်စခန်းကိုအေအေအဖွဲကပြက်လိုက်တဲ့လက်နဲ့ကြီးကြီးကြာရမှုရုပ်တံဖိုင်းကလည်းဖန်တီးလှုပ်ကြံမှုတွေသာဖြစ်တယ်လို့စီအေးစေးဝင်စားသူတဦးကအခုလိုမျိုးသုံးသက်ပြောဆိုခဲ့ပါတယ်ဂျင်းဂျင်းနေမဟုတ်ဂျင်းကိုဂျင်းပေါ့နော်အဲဘာကြောင့်ဂျင်းလဲဆိုတော့ အဲဟိုနေ့ဖြစ်တဲ့ကမှာဆပြီးတော့သူတို့တန်းစီနေတန်းစီတော့သူတို့တန်းစီတဲ့လူအင်အားဘယ်လောက်လဲအဲ့ဒါကိုတွက်လိုက်ဟုတ်ပြီနော်အေးတန်းစီတဲ့လူအင်အားကိုတွက်လိုက်တန်းစီတဲ့ညာသူပြစ်မှတ်ကိုလာမှလည်းပဲထားအောင်တန်းစီတဲ့လူအင်အားပြီးလို့ရှိရင်ဟိုသုံးကောင်ကထွက်လာပြီးတော့သုံးကောင်ဆွဲသွားတဲ့သူတို့ရဲ့ DB တွေကိုဘယ်နှစ်ယောက်လဲဟုတ်ကဲ့အေးအဲ့ဒါရဲ့ကွာချက်တစ်ခုရှိတယ် နောက်တစ်ခုကကြတော့အောင်ပွဲခံမဲ့အချိန်မှာဓာတ်ပုံရိုက်ပြီးတော့မှတ်တမ်းယူမယ်အရန်စိုက်တော့မယ်အောင်ပွဲခံမယ်ဆိုလို့ရှိရင်အောင်ပွဲခံတဲ့အချိန်တိုင်းမှာအခုလူရှိရာမြန်မာနိုင်ငံရဲ့အလံအထက်လူကြီးစီမှာတိုက်ပွဲတိုင်းမှာအများအတန်းနိုင်ငံတော်အလံကိုပေးအပ်ထားတယ်ဟုတ်ကဲ့အလံကိုထူးထူးအောင်ဟုတ်ကဲ့အောင်ပွဲခံတဲ့အောင်မြင်နေပြီဆိုတာနဲ့အခုတည်းမြန်မာနိုင်ငံတော်အလံပါမယ်ဟိုအလံပါမယ်ပြီးလို့ရှိရင်တက် တိုက်ရဲ့အလံသူ့မဟုတ်တက်မရဲ့အလံတခုမြေရက်ထူရဟုတ်ကဲ့အေးအဲ့တော့မှတ်တမ်းယူဖို့တော့လေဟုတ်ကဲ့အေးအဲ့လိုမှတ်တမ်းယူမဲ့အချိန်မှာဟိုသုံးကောင်ကအလောင်းနေလာောက်တဲ့ဒီဒီလာောက်တဲ့သုံးကောင်ကဘာလို့တန်းစီတယ်လဲမပါတာဟုတ်ကဲ့အေးနောက်တစ်ခုကကြတော့လက်နဲ့ကြည့်ကြည့်စမ်းတကူကခိုင်း90ဝန်းကျင်မှာထီရောက် ထိရထိရောက်မှုကြီးရှိတယ်ရှိတယ်ဆိုလဲဆိုရဲလက်နဲ့ကြီးကလေးအဟုန်ကြီးနဲ့ဖြက်လာပြီးတော့အဝေးရနေပြီးတော့မြေပြင်ဟိုလာကြတာကြတဲ့နေရာကိုလည်းသူတို့ကမပြောက်မိခိုးလုံးတော့အတက်ပြတာပေါ့နော်ဟုတ်ကဲ့မိခိုးလုံးကရောလက်နဲ့ကြီးဝုန်းဆိုတာမှုကြမဲ့အချိန်မှာ120တို့120မီလီမီတာစိမ်မောင်းဆိုလို့ရှိရင်တော့အဲ့ဒီမိခိုးလုံးတော့ထွက်တယ်ဟုတ်ကဲ့ဒါပေမဲ့အကွာအမြောက်ဆိုတော့ တန်ရလဲဟိုနေကြည်ကြနေရအောင်လဲမတွေ့ရပဲနေ तू ကမိခိုးလုံးညာလဲတက်လာတယ်မိခိုးလုံးကလဲတယ်မိခိုးလုံးမဟုတ်ဘူးမဟုတ်ကဲ့အေးအဲ့ဒါရဲ့ပြီးတော့ဘေးကအဆောက်အဦတွေကသူ့မူလန်နာတို့တကယ်ပေါင်းပြုတ်တာတို့ဘာလို့ဘာလို့မရှိတော့ဟုတ်ကဲ့တကယ်ပေါင်းနေသူ့မူတွေအဆောက်အဦတွေကခိုက်90မှမဟုတ်တာနီးနီးလေးကိုဟုတ်တယ်မလားဟုတ်ကဲ့ဒီနီးနီးလေးကိုဘေးကအဆောက်အဦတွေကဘာလို့မပြည့်စီရတာဟုတ်ကဲ့ဟိုဆရာ ။ဟိုဆီယာမလိန်ဘွားပေါက်ပွင့်နေဆီယာမလူပဲ။မှန်တာမှန်တယ်သူ့မူကြီးလည်းမပွင့်ပဲ။ဟုတ်ကဲ့။အေးအဲ့ဒါမူကြီးဒီပြောတယ်အဲ့ဒါဖြစ်လို့ပြီးလို့ရှိရင်လူကလည်းတဲ့အဲ့ဒါလက်နဲ့ကြီးကြလိုက်တယ်တဲ့အလင်နာကိုပဲကြားတယ်ပဲကောင်။လူကလည်းပြန့်ကျဲသွားမယ်ဘာလို့တစ်ဖက်တည်းမှာသွားပြီးအိတ်နေရတာ။ဟုတ်ကဲ့။ပြေးလေဟိုဘယ်ဟောညာအောင်အဆောက်ဦးဘက်ကအမှန်မှန်ဆိုရင်လူတွေလွတ်ထွက်ကုန်မယ်။အလီအောင်နဲ့ဆိုလွတ်ဝင်လွတ်မလွတ်မဲမနေဘူး။ အဲ့ဒါကိုမလုပ်ပဲနဲ့တစ်ဖက်တက်တယ်မှာလာပြီးတော့ဟိုကောင်ကလူမရှိတဲ့ဘက်ကတဲဟိုနေအဆောက်အဦတွေကလည်းထွက်ပြီးတော့မှတစ်ဖက်မှာစောင်းအိတ်နေတဲ့ကောင်ကြီးကိုအကုန်လုံးဆွဲခေါ်ပါတယ်အဲ့ဒီအတွက်ကောကိုကြီးဗာမြန်ပြောခြင်းလေအစ်ဒီတော့ဗာပြောရဲအဲ့ဒါကြလောက်ကြံမှုကြီးပဲလေအယိုးယိုးလေးပဲခြစ်တိုက်ဘူးတဲ့ခြစ်သားလက်နဲ့ကြီးတွေနဲ့တွဲဘူးတဲ့ခြစ်သားတွေဆိုတော့တိတယ်ရတုရတာတော့မိကိုယ်လုံးတက်လာတာတို့အလောင်းဆွဲတာတို့ကြည့်ပြီးလို့ရှိလို့ရှင်ရင်သူတို့ကတော့တကယ်ထင်ပါလေ ဟုတ်ကဲ့အဲ့ဒီအရက်သားကြီးတိအောင်ပြောပြတာအဆောက်ဘူးကြီးကမပြတ်သွားဘူးကပြက်ကိုပြဲရမယ်နောက်တစ်ဖက်တက်တဲ့လေးကြနေတယ်လေးကြတော့လဲအဝေးကြီးမှလဲမကြောက်ဒီနားထဲလာပြီးတော့လေးကြပြတယ်အမှန်မှန်ဆိုအဝေးမှလွင်ထွက်ပြီးတော့လေးကြရမယ်လူကြီးပြီးတော့နိုင်ငံတော်အလံတို့တက်မာရဲ့အလံတို့တက်ရင်ရဲ့အလံတို့ဘာလို့မဆိုင်ကြတော့အဲ့ဒီအရာကြီးတွေကမယူပါဘူးတဲ့အဲ့ဒီလံတို့မယူဘဲမနေရအောင်အကုန်ယူရတယ် ခုတန်လျာဖြစ်เสียကောင်းတာကလေဒီအလောင်းတွေရလေတစုတစည်းတဲ့စုနေတာအယူဟာဟုတ်ဟုတ်ကဲ့ဒီပြအဲ့ဒါကိုပြောပြတာတစုတစည်းတဲ့စုတာမဟုတ်ဒါမှမဟုတ်ဘူးဆိုတာကိုတက်တည်တည်ပြတယ်ဟုတ်ကဲ့ဘယ်အလောင်းကဆိုတာတစ်ဖက်တစ်ဖက်ပါလို့သိရမှာဘုံသေးစားကြီးပြန့်ကျဲသိရမှာပေါ့ဟုတ်ကဲ့အင်းအဲ့ဒီအောက်လက်မဖြစ်ဘူးအကရဲ့လက်နဲ့ကြီးကြည်စံအမှန်တကယ်ထိမှန်တဲ့ရုပ်သံဖိုင်လာအစ်စ်အမှန်ဆိုရင် ကျွန်တော်တို့ဒီခုနကဘုရားပြောတဲ့အချက်လက်တွေနဲ့ကျွန်တော်တို့သုံးသပ်ကြည့်မယ်ဆိုရင်အလောင်းတွေကဘလို့ပဲဖြစ်ဖြစ်ပြန့်ကျဲသွားမှာပဲ။အပြန့်ရမှာအဆောက်အဦတွေဘာမှမဖြစ်တော့ဘူးပဲကြီး။ကျွန်တော်မကြည့်နဲ့။တန်းစီတဲ့နေရာလည်းကြည့်လိုက်ဦး။တန်းစီလို့ရှိရင်တော့အကိုကိုကြည့်လိုက်တယ်ကွာ။အနည်းဆုံး12ယောက်13ယောက်ကြည့်တယ်တန်းစီတာကိုကြည့်ကြည့်လိုက်။ဟုတ်ကဲ့။အေးအဲ့ဒါကိုဘာတို့ငါဥမာ9ယောက်ပဲဆွဲသွားတော့။ကျန်တဲ့လူကပဲရောက်ကွာ။လွန်းထွက်သွားကွာ။ဟုတ်ကဲ့။ เออไอ้ห่านี่อัศวูก็ไม่ผิดตาโหก็จี้ไล่ได้ติดอัศวูก็บ่รู้ไม่ผิดอ่ะมาผิดกูผิดอ่ะมั้ยไคร90กว่าเฉยมาขี้มันมีเลหงเนี่ยจะตุ้มูดิเราแลนถั่วตัวตะแกบองนี่โซกองๆฮะตุ๊บๆโอเคอืมไอ้ห่านี่ไม่ผิดกูไม่ผิดกูสู่เลยอ่ะปุ่นละอย่าจี้เลยอ่ะแหละไอ้ห่าเจมันสู่อ่ะติดเรดาร์เสร็จสกันก็เออအဖွဲကပြက်လိုက်တယ်လက်လက်ကြီးကြီးจ่ายาမို့ရုပ်တန်ဖိုင်ကလည်းအတုသာဖြစ်ပြီးရော AI ပညာသုံးလောက်ကျန်ဖန်တေးက အများပြည်သူကိုထိရောက်ထင်မာနဲ့ဂျင်းထက်ဖန်တီးကျင်းတာဖြစ်တယ်လို့လည်းလူမှုကွန်ရက်တွေမှာတုံ့ပြန်ရှင်းတာမှုတွေရှိနေပါတယ်။လေးလာသူတဦးကလည်းကြောက်ပြူမိုးဆလစကန်ရဲ့ဗီဒီယိုကအတွတ်တော်ဦးလေးတို့အဲ့ဒါ AI ဆိုတာသိချာခြင်းသိရတယ်။စလာတဲ့က communication satellite system ပြုံးနဲ့စထွက်လာတာ။ရခိုင်ဆိုတာကလက်ရပြီဆိုအဲ့လိုဗျံမတာကနေစတာပဲ။ပြီးတော့ထောက်ပြကြရီအများကြီးပဲ။နည်းနည်းကြီးကြီးကြပြီး ရေပြင်တမန်တရင်မှာအပေါက်လေးတစ်ခုတောင်မရှိဘူးလူအုပ်စုတဲလက်နဲ့ကြီးကြီးကြတာဖယိုဖယဲတွေမဖြစ်ပဲတယောက်ပေးတယောက်စီလို့တတိတသက်လေးပဲအတူအပြက်လည်းမတွေ့ဘူးသွေးစသွေးနာလည်းဖွာလန်ကျဲမနေဘူးဒီကစစ်တီတွေကလာဆွဲတဲ့အချိန်မှာဆွဲသွားတဲ့မြေပြင်အနေထားမှာသွေးစွန်းကျန်တာမရှိဘူးပြီးတော့နောက်လူတွေထက်ဆွဲတဲ့အခါကြံခဲ့တဲ့သွေးဆွတ်ကြောင်ကိုကြည့်သွေးကွက်နဲ့ပြက်လိုက်ပေါ်လိုက်နေရာမှာသွေးကွက်ကညှိနေရဲ့ပြောစရာတွေအများကြီးပဲ ဒါကသဘောလေးပဲထောက်ပြတာပြီးတော့တကယ်မြေပြင်မှာ ဖုံးကြီးစွန်းဟင်းခံတဲ့ခွက်လောက်ပဲရှိရဲ့နေမိုင်းပေါက်ရင်တော့အတူအပြက်ဘဝရောက်ရသေးရလူအုပ်ထဲကြတဲ့လက်နဲ့ကြီးကြီးထိချက်ကဒီလောက်သေးတက်နေတာမမြင်ဘူးဘူးအဲ့ဒါတွေသေးချာကြည့်ကိုကကိုမှန်ဤမမှန်ဤသုံးသက်ပေါ့အားနေတွေ့သည်မထိုင်ရှဲပြီးဝမ်းနေပါတယ်တို့မြင့်မြတ်တဲ့စွန့်လွတ်ခြင်းတွေပါတို့ပေါ်ကရိုက်မနေကြနဲ့လို့၎င်းရဲ့ Facebook လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်ပြည်သက်ကြီးရဲ့ ကျောင်းပြမိုးစလစကံမှာတပ်ပုံရိုက်ဖို့စီတန်းနေရဲ့တမရော်သားတွေကိုအေးအေးအဖွဲကပြက်လိုက်တဲ့လက်နဲ့ကြီးကြီးကြားရောက်ပောက်ခွဲခဲ့တဲ့ဆိုတဲ့ရုပ်တံဖိုင်ကိုလည်းလေးလာသုံးသက်လို့ရအောင်ထပ်မံဖော်ပြပေးလိုက်ပါရရှင်